ကိုရီးယားနိုင်ငံရဲ့เนาะထူးခြားတဲ့နေ့တွေမှာစားရတဲ့အစားအစာတွေအကြောင်းပဲဖြစ်ပါတယ်ပေါ့လေเนาะအဲ့တော့ကျွန်တော်ဒီနေ့ရှင်းပြပေးမယ့်ခေါင်းစဉ်လေးကတော့ထူပြောရနာထူးခြားတဲ့နေ့မှာမွန်နန်စားတဲ့ ownership ဆိုတာကဘာလဲအစားအစာပဲဖြစ်ပါတယ်ပေါ့လေเนาะ တော့ကျွန်တော်သိရမှာကကျွန်တော်တို့စီနော်ကိုရီးယားဇာလန်တွေကြီးတဲ့အခါဟာကထောင်အားထွက်တဲ့နေကြရင်ဘာတွေစားလဲဟဟလားဆောင်းဝဲဖြည့်တဲ့နေကြရင်ငါတို့ဘာတွေမစားရဘူးလဲဘာတွေစားရမလဲနောက်တော့ငါတို့ငွေနည်းတွေရောက်ရင်ဘာတွေစားရလဲဆိုတာကိုကျွန်တော်တို့ကကိုရီးယားဇာလန်တွေတွေမှာလည်းသိရမှာပေါ့လေနော်ဒါပေမဲ့ကျွန်တော်ဒီ EPS log မှာဆိုရင်တော့အဓိကမဖြစ်မနေတည်ရမှာက Miyoku dot co တော့ပေါ့လေနော်ဒီလိုမျိုးအကြောင်းအရာတွေဖြစ်ပြီးပေါ့လေနော်ဟုတ်ပြီကျွန်တော်အဲဆိုဒီနေ့ကြီးကြီးအောင် 오늘이가 특별한 날 투자라니마 먹는 사자레 먹는 사자레 음식입니다. 사 사자리 좀 비바르노 게라비 한국 사람들의 코리아 리무리가 오 특별한 날에 투자라니마 먹는 사자레 음식에는 사사마 사사마가 라 오늘 무엇입니까? 밤역 피자 레보노 무엇이 있습니까? 밤야 시작 받을래 보네요. 코리아는 요리가 투자를 니마 먹는 사자를 음식에는 사자마가로 발음 시작 받을 보네요. 그래 지야맨 말라비 미역미역국스가로 예니 헨이 없지대. 라 설라 생일 생일날 무이니 먹는 사자 음식인데 사자 필로르 너. ဆိုကိုကြီးအမဲသားတွေသို့မဟုတ်ပါဘူးเนาะမြွက်ချီဆိုတော့ကျွန်တော်ပြောလဲဆိုလို့ရှိရင်ဒီဒီဒီဘယ်လိုပြောမလဲငနီတူးပေါ့နော်ငနီတူးတွေကိုတဲ့အဲဒန်စာတပ်ဖြစ်တွေကိုတဲ့ knock ကိုထည့်ပြီးတော့အိုရယ်ကူလီယောဆိုတာကကျွန်တော်ပြောလဲအကြာကြီးချက်ပြုတ်ပြီးတော့တဲ့မန်ဒပြုတ်လုပ်ထားတဲ့ဂူမူးဆိုတာကညှီရဲမှာเนาะเนาะဒီ မဲသားတွေမျက်ချီဆိုတော့ကျွန်တော်ကတော့ငဏီကျူးကြောက်လေးတွေကိုထည့်ပြီးတော့အချင်းအကြာကြီးချက်ပြုတ်ထားတဲ့နော်အချင်းအကြာကြီးပွက်ပွက်ဆူအောင်ချက်ထားတယ်ဗောနော်ဒီဟင်းရည်ထဲမှာတဲ့ဘူလီမီယောကုအတွဲလိုက်လीဗာနော်ဘူလီမီယောကုဆိုတာကရေစိန်ထားတဲ့ရေညှိတွေကိုတဲ့နော်ခိုထည့်ပြီးတော့တဲ့ကုလင်းချက်ပြုတ်ထားတဲ့ good immunity ဘာလဲဆိုရင်ဟင်းရည်ပဲဖြစ်ပါတယ်အဲ့တော့မြေယောက်ကိုအကြောင်းလာပြီပေါ့နော်မြေယောက်ကိုဆိုတော့ဘာလဲမြေယောက်ကိုဘယ်ချိန်မှစားလဲ မြေကူကတော့ငွေနေတွေတုံးမဟုတ်နော်ငွေနေမှာစားတဲ့အစားစာဖြစ်တဲ့အဲဒီမှာဘာတွေပါလဲဆိုရင်ဆိုကိုကီဆိုတဲ့အမဲသားပါမယ်မြောက်ချီဆိုတဲ့ကျွန်တော်ပါလဲတော့ဒီငဏီတူးလေးတွေပေါ့နော်ထည့်ပြီးတော့အချိန်ကြာကြီးချက်ပြုတ်ထားတဲ့ဟင်းရီထဲမှာရည်စိန်ထားတဲ့ရည်ညှိတွေကိုတဲ့နောက်ကိုထည့်ပြီးတော့ကြိုးနော်နော်ကြိုးချက်ထားတဲ့ဟင်းရီပဲဖြစ်ပါတယ်နော်မြေကူကတော့တဲ့ဝေါ်လေအရင်တုန်းကဟိုးအရင်တုန်းကတဲ့အော်မိုနီကအော်မိုနီဆိုအမေကားပေါ့နော် ာဂီတို့ကလေးကိုနက်ခွန်းဟုရဲဆိုတော့ကျွန်တော်ဗလဲမွေးဖွားပြီးတဲ့နောက်မွေးထုတ်ပြီးပြီးတဲ့နောက်မုံနွန်စားရတဲ့အုန်းရှိအမီတာအစားစာပဲဖြစ်ပါတယ်အဲ့ဒါကလေးမွေးပြီးတဲ့နောက်စားရတဲ့အစားစာရှင်းပြကျွန်တော်ပြန်တော့မီးနေတယ်ပေါ့နော်မီးတွေနဲ့မှာကျွန်တော်ကလေးမွေးဖွားပြီးတဲ့နောက်စားရတဲ့အစားစာဖြစ်ပါတယ်ကလေးဆိုဒါတော့မလို့တဲ့စငီးတဲ့မွေးနေ့မှာမီယောကုဆိုတဲ့ကျွန်တော်ဗါလဲယင်းကြီးဟင်းကြီးကိုတဲ့မုံနုံကောစဟလာဗါလဲစင်စားကြတဲ့အရာကတော့တဲ့ နခါချူရှင်အော်မိုနီမဲ့ဟာလားကျွန်တော်ပါလေတော့မွေးထုတ်ဂျူရာတီပြည်နော်မွေးထုတ်ပြီးခဲ့တဲ့အော်မိုနီအဲဆိုတာကဗာလေအမေရဲ့တဲ့အွန်းအွန်းငယ်ဆိုတာကကျွန်တော်ပါလေဆိုတော့ဂျေဇုတရားကိုခီယော့ခါကိုအောင်းမေ့ပြီးတော့တဲ့ဂမ်ဆာဟမ်ဒါနွန်ဆိုတာကဂျေဇုတင်ပါရယ်ဆိုတဲ့အီမီအတိတ်ပဲကိုတဲ့ခါချီကိုအစ်စင်မီတာတီပိုင်ဆိုင်ထားတယ်ပေါ့နော်အဲ့ဒါတကယ်တော့ဒီမီယောကုကိုစားရတဲ့အကြောင်းရင်းကြီးကျွန်တော်တို့မီယောကုစားရတဲ့ဆိုတာက အော်မီးရင်းနဲ့မကူပင်ပင်ပန်းပန်းနဲ့အသက်လွတ်ပြီးမွေးပြေးခဲ့တဲ့မိဘရဲ့ကျေးဇူးတရားကိုအောင်းမေ့ရင်းနဲ့ကျေးဇူးတင်တဲ့စိတ်နဲ့နော်စားတယ်ဆိုတဲ့အဓိပ္ပာယ်ရှိရောလေနော်အဲ့တော့ကျွန်တော်မြန်မာပြည်မှာရောခလေးမွေးပြေးတဲ့နော်ဟာလားသူမဟုတ်သူ့ရဲ့ကိုယ့်ရဲ့မွေးနေ့မှာနော်မွေးနေ့ရောက်တိုင်းရောက်တိုင်းဘာကိုစားလဲဆိုတဲ့နော်အဲဘာတွေစားကြလဲပေါ့နော်အဲ့တော့မြန်မာပြည်မှာဘာတွေစားကြလဲမွေးနေ့မှာကျွန်တော် ထင်ပါတယ်ဘာမှမစားဘူးဘာအထိပ္ပယ်မှလည်းမရှိဘူးလို့เนาะမြန်မာလူမျိုးတွေကတော့ဒီတိုင်းပဲကိတ်မှုလေးပဲစားပြီးတော့ happy birthday to you လို့ပြီးတော့ပြီးသွားတာများတယ်ဒါပေမဲ့ကိုရီးယားနိုင်ငံမှာဆိုရင်တော့ကိုရီးယားနိုင်ငံသားမှန်မယ်ဆိုရင်ငွေနေ့ရောက်တိုင်းရောက်တိုင်းဘာကိုစားပေးရမလဲဒီမီယောဂုဆိုတဲ့ရင်းဟင်းကိုစားပေးရမယ်ရမယ်เนาะကဲဟုတ်ပြီအားလုံးကျွန်တော်နောက်ထပ်တစ်ခုထပ်ပြီးတော့ွားကြည့်မယ်ဟောဒီမှာကျွန်တော်မီယောဂုဆိုတာဘာကြီးလဲပေါ့နော်မီယောဂုဆိုတာတော့ကျွန်တော်မြင်ပါတယ်เนาะမီယောဂုဆိုတာဘာကြီးလဲ နော်မီယောဂုဆိုတာကြည့်ကြည့်အောင်မီယောဂုဆိုတာဘယ်လိုဟင်းရည်လဲဗောလေနော်ဒီမှာလာပါပြီမီယောဂုဆိုတာတော့အခုလိုမျိုးနော်အစိမ်းအယောင်ရည်ညှိရည်ညှိတွေကိုကျွန်တော်တို့ကနော်ခုနပြောတဲ့အမဲသားနဲ့ဒီဒီမြှ့ချီဆိုတဲ့ကျွန်တော်ဘာလဲဆိုလို့ရှိရင်ဒီငဏီတူးတွေကိုငဏီတူးတွေနဲ့အကြာကြီးချက်ပြုတ်ထားတဲ့ဟင်းရည်ထဲမှာစိမ်ထားတဲ့ရည်ညှိကိုထည့်ပြီးတော့စားရတဲ့ဟင်းတစ်ခုပဲဖြစ်တဲ့သူ့ရဲ့အရသာဘယ်လိုမျိုးပြောရမလဲရည်ညှိပါတာဖြစ်တာမလို့စိမ်ခမတ်အရသာလေးထွက်နေလိမ့်မယ် ရင်ကြီးမကြိုက်တဲ့သူဆိုရင်တော့နည်းနည်းလေးညှိရပေါ့လေနော်နည်းနည်းညှိတဲ့သဘောတရားအောင်ရတယ်ဒါပေမဲ့အရေးလေးကဘာဖြစ်လို့ချိုပါတယ်နော်ပြုတ်ရည်ပါတာဖြစ်တာမလို့ချိုပါတယ်ကျွန်တော်လူမျိုးဆိုရင်တော့ကြိုက်တယ်ဒါပေမဲ့ကျွန်တော်မြန်မာမြန်မာလူမျိုးတော်တော်များများတော့ရင်ကြီးညှိကိုမကြိုက်တဲ့သူကတော်တော်များပါနော်အယောက်တရာပုံမဲ့ဆိုရင်အယောက်90တိမကြိုက်ပါဘူး10ယောက်လောက်ပဲကြိုက်ပါမယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဘာလဲကြိုက်ပါတယ်နော်ဟဲ့နောက်တော့ကျမ်းမာရေးအတွက်လည်းကောင်းပါတယ်เนาะရင်းညှိစားတာเนาะကျမ်းမာရေးအတွက်လည်းကောင်းပါတယ်ကဲဟုတ်ပါပြီ ကျော်ပုံစံလေးကိုပြန်ပြီးတော့ဗာကြည့်ကြရမယ်။ပုံစံမှာနောက်တတ်တဲ့ဘုတ်ကဘာပြောထားလဲဆိုရင်စမ်ကေထန်စမ်ကေထန်အဓိပ္ပာယ်ကတော့တည်တယ်ကျက်ပောင်းရီပေါ့နော်။ကျက်ပောင်းရီအကြောင်းပြောပြပေးထားတယ်။ဒီမှာတော့ကျက်ပောင်းရီနော်ကျက်ပောင်းရီကတော့ top ကိုပူပြီးတော့စပန်းဆိုတာကဆူဆွတ်တယ်ရောတော့ကနွေရာဒီရဲ့ဂျွန်းဆိုတာကကာလာတယ်မှာတဲ့။ဂါဂျန်ဒုံဂါဂျန်ဒုံဆိုတာကအပူဆုံးနေဖြစ်တယ်။ ဘုံနာတယ်ဟာလားအပူဆုံးနေမှာတဲ့မွန်နန်စားတဲ့အုံရှိအမီဒါအစားစားပဲဖြစ်ပါတယ်အဲ့ဒါကိုရီးယားလူမျိုးတွေကစမ်ကေထန်ကိုဘယ်ချိန်မှအများဆုံးစားတာလဲစမ်ကေထန်ကိုနွေရာသီဖြစ်တဲ့အပူဆုံးနေ့ဘယ်နေ့လဲဆိုရင်ဘုံနာဘုံနာဆိုတာဘာကြီးလဲကိုရီးယားနိုင်ငံအပူဆုံးနေ့ကိုဘုံနာဆိုပြီးတော့သူကအပူအတန်လေးထွက်ပြီးထားတယ်မနော်အဲ့ဒီနေ့မှာစားတဲ့အစားစားဖြစ်ပါတယ်တဲ့စမ်ကေထန်ကြက်ပေါင်းကြီးကတော့ Allingduck ဆိုတာက ချက်နုပေါ့နော်ချက်ပြူကိုပြောချင်တာပေါ့နော်ချက်နုနုလေးဟာလားချက်သားအရင်မရင်တဲ့ချက်နော်ချက်အဲနော်ချက်နုလေးမှာတဲ့ insan ဆိုတဲ့ကျွန်တော်ဗာလဲဂျင်ဆင်းပြီးရင် japsa japsa ဆိုတဲ့ကျွန်တော်ဗာလဲဆိုလို့ရှိရင်အဲ sorry ဗာ japsa japsa ဆိုတဲ့ဗာလဲကောင်းမြင်ဘန်တိချာတိကျောင်းသားတွေတော့များမှားပါတယ်တိချာတိနဲ့တိချာတိအများအားမှားပါတယ်နော်ကိုအောင်စဉ်းစားကြည့်မယ် ပြစ်ချပြီးဆိုတာဘာကြီးလဲကျွန်တော်မြန်မာပြည်မှာတွန်းလဲတဲ့လေးတဲနဲ့လော်လော်လော်ပြီးစားကြတဲ့အတီကိုဘမ်းလို့ခေါ်ပါတယ်အဲ့ဒါကလည်းတစ်ချတီအဲ့တစ်ချတီရဲ့မနူးပြီးရင်ကျက်သွန်ဖြူတွေနဲ့ကတ်ချီအတူတူပေါ့နော်ဂုံကန်းငယ်ကြားမရေးမှာဂျုံကောင်းမွန်တဲ့ဂျဲလီကိုပအဝင်ပစ္စည်းတွေကိုတဲ့နော့ကိုထည့်ပြီးတော့တဲ့ပူကူရီအုံရှိအင်မီဒါပေါ့ပွားဆူအောင်ချူချထားတဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်နော်အဲဒီမှာသူကပြောတယ်စံကေတန်းဆိုတာဘာကြီးလဲစံကေတန်းဆိုတာ ကြက်သားမှာပေါ့နော်ဒီနော် all in dust ဆိုတာငယ်ရဲကြက်နော်ကြက်နုလေးတွေမှာကျွန်တော်ဘာလို့ဆိုရင်ဒီဒီခြင်းစင်းတွေထဲမဲ့အပြင်ကောင်းကြီးတွေထဲမဲ့ပြီးရင် bam ဆိုတဲ့ကျွန်တော်ဘာလို့ဆိုရင်တခြားတီးတွေထဲမဲ့ကြက်သွန်ပြူတွေနဲ့ကြားမကြီးမှာကောင်းမွန်တဲ့ပါဝင်ပစ္စည်းတခြားသောပစ္စည်းတွေလည်းပါကောင်းပါနိုင်တယ်ဥပမာဆိုကြက်သွန်နီး sorry ပါကြက်သွန်မဲတို့ဒီမှာနော်ဒီ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 ဘာလဲဇီးသီးတို့ဒီလိုအရာလေးပေါ့နော်ဒီရတဲ့ကျမကြီးတို့ကောင်းမွန်တဲ့ပါဝင်ပစ္စည်းကိုထည့်ပြီးတော့အချင်းကြကြကြီးနဲ့ပိုင်လဲပွတ်ပွတ်ဆူအောင်လှုပ်ထားတဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်တဲ့ ရောရောမဲ့နွေရာသီမှာတမ်ဆိုတော့ကျွန်တော်ချွေးတွေကမာနီဖူလီယိုဆိုတာကအများကြီးထွက်ပေါ်လာပြီးတော့ဂီယွန်းကြီးဂီယွန်းဆိုတာကခန္ဓာကိုယ်အပူချိန်ဟာလားအားမရှိတဲ့အချိန်ဟာလားဂီယွန်းီအော့ဖ်ဆိုတဲ့ခန္ဓာကိုယ်မှာအပူချိန်မရှိတဲ့ခါမှာစံကြယ်ထန်းဆိုတဲ့ချက်ပေါင်းရီကိုမော်ကုမြောင်းစားမယ်ဆိုရင်ဆယ်ဟင်မီဆိုတာအတစ်တွေကနတ်စမီတာတီထွက်ပေါ်လာတယ်ရမယ်နော်အဲ့ဒါတော့ဒီမှာလေဂီယွန်းီအော့ဖ်ဆိုတဲ့အပူချိန်မရှိတဲ့ခါကျွန်တော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဟာလား လူရတာဟာလားအပြင်မှာယာသူတို့ကပူနေတဲ့စိတ်ခဲမှာကျွန်တော်ကလည်းဘယ်လိုပြောမလဲခက်ခက်တုံနေတယ်ပေါ့နော်ဒီလိုမျိုးအနေထားတွေပြောခြင်းနဲ့ကျွန်တော်တခါကျမြေချမ်းထားတယ်ပေါ့နော်ခန္ဓာကိုယ်ပိုင်ကြီးလိုက်နေတော့ပူနေတာပဲဒါပေမဲ့လူကဘာကြောင့်ဆောင်ချုံထားလဲဆိုစိတ်ထဲမှာအရန်အေးနေလို့အဲ့ဒါဒီခန္ဓာကိုယ်ထဲမှာအပူချိန်မရှိတော့လို့ဆိုတဲ့အထိပဲဖြစ်တယ်ပေါ့လေနော်ဒါကြောင့်မလို့ကျွန်တော်အဲ့ဒီလိုချိန်မှာဘာဖြစ်လဲဆိုတော့ဆမ်းပြေထံကိုတောက်ကြတယ်ပေါ့လေနော်နောက်ပြီးတော့ဒီမှာပြောထားသေးတယ်ဗျာနော် စံကေထံကို .co ပူပြီးတော့စပန်ယောရောကစူစူစတဲ့နေရသည်စူစူတဲ့နေရသည်ဟာဆရာပြောတယ်ဗောနော်ပူလဲပူတယ်ဒီစူစူထိုင်းနေတယ်စူလဲစူစွတ်တယ်ဆိုတာဘာလို့ပြောချင်လဲယာတိဥရပူတာမှန်တယ်ခန္ဓာကိုယ်ကချွေးတွေနဲ့စူစူစွတ်စွတ်ကြီးရှိနေခြင်းကိုပြောခြင်းဖြစ်ပါတယ်ဗောနော်ဒါနေရသည်ထဲမှာရမနော် နွေရာသီထဲမှာဖြစ်လေဖြစ်တာရှိတာ။အခုကိုရီးယားနိုင်ငံရဲ့နွေရာသီကအမှန်တကယ်ပြောရင်ကျွန်တော်မြန်မာပြည်ထက်ကိုအများကြီးပူပါတယ်။ကျွန်တော်မြန်မာပြည်မှာမြန်မာနိုင်ငံသားတွေဒီအာငါတို့နွေရာသီငါတို့အာရှနိုင်ငံဘက်ကလာနွေရာသီဘက်ကရတယ်ခံနိုင်တယ်ဆိုပေမဲ့လည်းပဲမင်းတို့ဘလောက်ပဲပြောပြောကိုရီးယားနိုင်ငံရဲ့နွေရာသီကိုကြုံလာတဲ့ခါကျရင်လုံးဝခံနိုင်ရင်မရှိပါဘူး။ပုံမှန်80 kg လောက်ရှိတယ်ဆိုကြလေဒီအလုပ်ပင်ပန်းတဲ့အချိန်နွေရာသီရောက်လာပြီဆိုရင်85 kg ဟာလား85 ဖုန် KG အနည်းဆုံး 3KG လောက်တော့သူတို့ကလည်းရော့ရော့သွားတယ်ပေါ့နော်ဒါကရာသီဥတုပူပြီးတော့ညကျရင်အိတ်မပြောတာဒီဟာလားအားမရှိတာလေဒီလိုမျိုးဖြစ်စေတယ်ဒါကြောင့်မလို့အဲ့လိုမျိုးပူတဲ့အချိန်မှာဆိုရင်ကျွန်တော်ဘာလို့တောင်းပြမလဲတော့စမ်းကြည့်ထမ်းဖို့စာပေးရမယ်ဒါမှမဟုတ်စာတော့ကနေမှာဆိုရင်တော့ကျွန်တော်တို့ကစာတော့ကနေမှာဆိုရင်ပေါ့နော်စမ်းကြည့်ထမ်းကိုနော်ဒီလိုမျိုးအကောင့်လိုက်နော် เนาะကျွန်တော်အခုပြောဆိုတဲ့အကောင်လိုက်ပြီးတယ်ဗောနော်အကောင်လိုက်ဒီစက်သားထဲမှာဆိုရင်ဘာပါလဲအကောင်ကြီးနေပါမယ်တခြားတော့ခန္ဓာကိုယ်ရက်ကောင်းမွန်တယ်ကျန်းမာရေးအစားအစာတွေเนาะပေါင်ပစ္စည်းတွေပေါင်နေတယ်ဗောနော်အေးစားတော့ဆန်နေမှာဆိုရင်တော့ဒီစက်သားကိုလေအကောင်လိုက်မလာဘူးကလည်းတချမ်းလာတတ်တယ်စီးစလုံးတယ်ဗောနော်တချမ်းလာတတ်တယ်ပြီးနောက်မှာကင်မချီချပေးမယ်ဟလာမင်းစက်သုံးမိတ်လို့ရင်စက်သုံးမိတ်ထပ်ပြီးထည့်လို့ရမယ်ပြီးရင်ပြီးနောက်မှာစားခွက်လေးတစ်ခွက်ပေးထားတယ်စားလေးထည့်ပြီးတော့အဲ့ဒီကောင်ပူပူလောလောတောက်ရတာဗောနော်ပူပူလောလောတောက်မှာနွေရာတီမှာပင်မနဲ့တံဖို့ကျွန်တော်ခန်းနိုင်ရှိပါလိမ့်မယ် ရမယ်နော်စောင်းဆိုင်နေဆိုရင်တော့ကျွန်တော်တချမ်းလာပါတယ်မိမိကကြိုက်နှစ်သက်တဲ့ဆိုရင်နောက်ထပ်တချမ်းကိုထပ်ပြီးတော့ယူလို့ရပါတယ်ဗောနော်အဲ sorry ပါလုပ်ငန်းခွင်နေမှာဆိုရင်တချမ်းလာတတ်တယ်အဲအပြင်တန်းရောင်းတန်းစောင်းဆိုင်နေဆိုရင်တော့တကောင်ဝယ်ထားတကောင်ပေးပါတော့နော်တပွဲတပွဲဆိုရင်လည်းဈေးရမနေပါဘူးကျွန်တော်တို့လှည့်တုန်းကဆိုရင်2020လောက်ဆိုရင်တော့မှအဲ့ဒီကောင်မှတပွဲကို18000 2000မှာရှိပါတယ်ဗောနော်အခုကတော့ဘယ်စီးပေါင်းနေလဲကျွန်တော်လည်းမသိပါဘူးနော် ကဲဟုတ်ပါပြီကျွန်တော်နောက်တစ်တစ်ပိုက်ကိုထပ်ပြီးတော့သွားကြည့်မယ်နော်ဒီမှာကျွန်တော်အတူလေးပြန်ပြောမယ်စံကေထန်းကတော့ရာသီဥတုကပို့ပြီးတော့စဖန်းဆိုတော့ကဆူဆွတ်တယ်ပေါ့နော်ဒီနော်ဆူထိုင်းတဲ့နော်ဒီနွေရာဒီမှာပေါ့လေနော်အာဆူဆွတ်တဲ့နွေရာဒီမှာပေါ့နော်အာနွေရာဒီရဲ့နွေရာဒီကာလထဲမှာပေါ့နော်အပူဆုံးနေ့ဖြစ်တဲ့ဘုံနာမှာစားတဲ့အစားအစာဖြစ်တဲ့စံကေထန်းမှာဘာတွေပါလဲဆိုရင် all in duck ဆိုတဲ့ကြက်သားပါမယ်အင်းဆန်ဂျင်စင်ပါမယ်ချပ်စာကောင်းညင်းဗမ်း တခြားပြီးပြီးရင်ကျွန်တော်ပြောလို့မာနုဆိုတဲ့ချက်သွန်ဖြူတွေနဲ့အတူပေါ့နော်ကျမ်းမာရေးအတွက်ကောင်းမွန်တဲ့ပါဝင်ပစ္စည်းဟိုနောက်တော့ဇီတိတခြားတော့လေနော်ဒီချက်သွန်မိတ်ဒီလိုယာတွေကိုထည့်ပြီးတော့ပေါက်ပတ်ဆိုအောင်ချက်ပြိုချထားတဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်တဲ့နွေရာသီမှာခွေးတွေအများကြီးထွက်ပြီးတော့အပူချိန်ကမရှိတဲ့အခါမှာစံကေထန်းကိုတောက်မယ်ဆိုရင် အာအစ်စ်တွေပြန်လဲထွက်ပေါ်လာတယ်ဆိုတဲ့အထိပ်ပဲရှိပါတယ်ဒါမှမဟုတ် โอเคပါအဲ့တော့ကျွန်တော်နောက်တစ်ခုထပ်ပြီးတော့ကြွားကြည့်မယ်နောက်တစ်ခုကတော့ဘာကြီးလဲဆိုလို့ရှင်တော့ခုဟလားဆမ်မိုဟင်းဖြစ်တယ်ဟလားတော့ခုတော့ဆိုတာကเนาะဒီဆန်เนาะဆန်နေနဲ့ချက်ပြုတ်ထားတဲ့ဟာရှင်းပြရအရာသာဘာနဲ့တူလဲဆိုရင်ကျွန်တော်တို့เนาะအဲဘယ်လိုပြောရမလဲခမီးဦးတဲ့ပြီးကျွန်တော်ခမီးကြီးသိတယ်မလားခမီးကြီးကိုစားခတ်ပြီးတောက်တူလို့ပဲအဲ့အရာသာပဲထွက်တယ်ကျွန်တော်တို့ဘယ်လိုတောက်တော့အဲ့အရာသာပဲထွက်တယ်ပေါ့နော်တကယ်တမ်းကျရင်ဘာမှမထူပါဘူးထားပါပဲ အဲ့တော့တောက်ကုဆိုတာဘာကြီးလဲတဲ့နော်တောက်ကုဆိုတာတောက်ကုကတော့တဲ့ဆောလာနှစ်တည့်ရဲ့အချင်းမဲ့မနခင်မှာအွန်ဆိုတာကလာတဲ့ခါကျစ်တရီမိသားစုတွေကတော့တဲ့ဒိုလျောအန်ဂျာဆိုတာကဝိုင်းပတ်ထားပြီးတော့တဲ့မွန်မွန်စားရတဲ့အုံရှိအမီတာအစားစားပဲဖြစ်တယ်။ဒါမျိုးနော်တောက်ကုကိုဘယ်ချိန်မှာစားလဲနှစ်တည့်နှစ်ရဲ့နှစ်တည့်ရဲ့ပထမဆုံးမနခင်မှာပေါ့နော်။ မနက်ခင်းမှာလာတဲ့မိသားစုတွေလည်းเนาะထိုင်ပြီးတော့မွန်မွန်စားကြတဲ့အစားအစာဖြစ်ပါတယ်တဲ့ဒီမှာ तू ကဘာတွေထည့်ထားလဲဆိုတော့တောကုတ်တောကုတ်ဆိုတာကတော့ဆိုကိုကြီးအမဲသားပြီးရင်မျောချီဆိုတဲ့ကျွန်တော်ဘာလဲဆိုလို့ရှိရင်เนาะเนาะဘာလဲဆိုရင်မျောချီဆိုတာဒီငတ်တလဲတို့တွေเนาะငတ်တလဲတို့၆ဆဆသဖြစ်တွေကိုတဲ့เนาะနောက်ကိုထည့်ပြီးတော့တဲ့အိုးလေကူလျောဆိုတာကအကြာကြီးကြိုချက်တယ်အရင်ကတူပါထက်မယ်အမဲသားပြုတ်ရည်ထက်အမဲသားကိုထည့်မယ်ပြီးရင်မြောက်ချီကိုမြောက်ချီဆိုတဲ့ကျွန်တော်ကလည်းဒီငဏီပြူးလေးတွေထည့်မယ်ထည့်ပြီးတော့အဲ့ဒီ အမဲသားနဲ့ဒီဘောနန်ဒီမြို့ချီဆိုတဲ့ကျွန်တော်ဘာလို့ဆိုရင်ဒီဒီငတ်တလဲတို့ဒီငတ်တလဲတို့ကြောက်တွေတို့အရင်ဆုံးတော့ဘာလို့ကြီးမှာပုတ်ပတ်ဆိုအောင်အရင်ဆုံးဘာလဲအချိန်အကြာကြီးကျင်တည်ထားမယ်တည်ထားတဲ့ခါမှာကျွန်တော်တို့အမဲသားနဲ့ဒီငတ်တလဲတို့ရဲ့ပြုတ်ရည်ရလာတယ်ဗောနော်အဲ့ဒီပြုတ်ရည်တဲကိုဘာထက်လဲလဲဆိုတော့ွက်တော့ဆိုတဲ့ကျွန်တော်ဘာလဲဆံမုတ်ဗောနော်ဆံမုတ်ဒီမှာဒီမှာဒီမှာမြင်နေရတဲ့အရာလေးဗောနော်ဒီအရာလေးအဲ့ဒီဆံမုတ်တွေကိုတဲ့နော့ခုထည့်ပြီးတော့တဲ့ကုရင်းဆိုတာကကြိုချက်ပြီးတော့တဲ့နော် ထောင်ကကအဲ့ဒီနောက်ဂေရန်ဂျီတန်ညလားဂေရန်ဂျီတန်နီဂေရန်ဂျီတန်နီဆိုတာကကျုပ်လေးကိုနုံနုံဆင်းတာတဲ့အဖက်ညကျုပ်လေးကိုပဲဒါနဲ့နုံနုံဆင်းတာတဲ့ဟာလေးတွေနော်ကျုပ်နုံနုံဆင်းတွေကိုအဲအဲဂေရန်ဂျီတန်ဆိုတယ်ကျွန်တော်ကျုပ်နုံနုံဆင်းထားတယ်ကျုပ်လေးတွေကိုဒါလေးနဲ့နုံနုံလေးဆင်းထားတယ်သို့မဟုတ်တဲ့ game ဆိုတယ်ကျွန်တော်ဘာလို့ဆိုလို့ရှိရင် game ဆိုတယ်ဟုတ်တာပဲရည်ညိဟဲ့လားကျွန်တော်ဘာလို့ဆိုရည်ညိ6ပေါ့နော်ကျွန်တော်စစနေတဲ့အခုဘာလဲရည်ညိရည်ညိဖတ်ရည်ညိဖတ် ဟိုလိုမျိုးဟိုတော့အပေါ်မှာထည့်တဲ့ရင်းကြီးမဟုတ်ဘူးเนาะဒီကောင်ကျတော့အခု City Map တို့ဘာလို့မှစားနေတဲ့ရင်းကြီးတမ်းเนาะအဲ့လိုမျိုး game ပြီးရင် pause ဆိုတဲ့စက်သွမ်းမိတ်စားတက်ဖြစ်တွေကိုတဲ့ Oleo ဆိုတော့ကတင်ပြီးတော့ဟာလာ moment စားတဲ့အုံရှိအမိသာအစားစားပဲဖြစ်တယ်အဲ့တော့ဒီဟာကိုချက်ပြုတ်ပုံအောင်ယူရှင်းတဲ့ဆိုကိုကြီးမြွက်ချီတွေကိုအချိန်ကြာကြီးညှပ်ထားမယ်ရလာတဲ့ဟင်းကြီးထဲမှာပါလို့ဆိုရင်ကျွန်တော်ကเนาะဒီဖွဲ့တော့ဆိုတဲ့เนาะဒီဒီဆာမုတ်အဖြူတွေကိုပဲလဲထည့်မယ်ထည့်ပြီးတော့သူ ထပ်ပြီးတော့သူဘာလုပ်မလဲထပ်ပြီးတော့ကြိုချက်မယ်အဲ့ဒီနောက်မှာခုနပြောတဲ့နုံနုစင်ထားတဲ့နော်ဒီဒီဒီဂေရန်လေးကိုထည့်မယ်ဂေရန်ဆိုတဲ့ဒီကြောက်လေးတွေကိုထည့်မယ်ပြီးတော့ကျွန်တော်ရည်ညှိပေါ့နော်ရည်ညှိရည်ညှိလေးထည့်မယ်ပြီးရင်ဖာဆိုတဲ့ကျွတ်တုံမိတ်လေးထည့်ပြီးတော့ကျွတ်တုံမိတ်လေးတွေကိုအဲ့ဒီအပေါ်မှာတင်ပြီးတော့စားရတဲ့အစားအစာပဲဖြစ်ပါတယ်နောက်ခုလာပြီးဟန်ကုစာရန်သူတွေကိုရီးယားလူမျိုးတွေကတော့တောက်ကူတောက်ကူကိုတဲ့မော်ကုမြန်းစော့စားရင်နဲ့ဆဲဟဲနှစ်တည့်ရဲ့နော်နော်အဲရှီချောက်ဆိုတာကစတင်မှုကိုဟုတ်လား ဆယ်ဆိုတာကပါလေနှစ်တည့်ရဲ့စတင်မှုကိုတဲ့ဂီမြောင်းဟာမျိုးအောက်မိပြီးတော့စောတို့အချင်းချင်းတဲ့ဒေါ်တမ်မှုဒေါ်တမ်မှုချူကိုဘတ်စမီတာဒီကြောင်းလက်တော့နော်ဒေါ်တမ်သူတာစုပေးတယ်အာနှစ်တည့်မှာကံကောင်းပါစေနော်ဘာဖြစ်ပါစေညာဖြစ်ပါစေကြောင်းလက်တော့အပြန်အလှန်ပြောကြားလက်ခံရင်းနဲ့ဒီဟာလေးကိုပါလေစားကြပါတယ်နော်စိုင်းနဲ့ အော်ဒီနှစ်တွင်ငါတို့နှစ်တင်မှာကံကောင်းမှုတွေအများကြီးရပါစေဆိုင်ရစပါးတွေအများကြီးထွက်ပေါ်ပါစေကောင်းခြင်းသူတွေနဲ့ဆုံတွေ့ပါစေဆိုတဲ့เนาะတယောက်နဲ့တယောက်စူပေးစကားတွေကိုဂျီကိုဘတ်တာတယောက်ကလည်းပြီးတယ်တယောက်ကလည်းပဲလက်ခံတယ်ဒီလိုမျိုးအနေဖြင့်လည်းစားကြပါတယ်ရမယ်เนาะအဲ့တော့ကျွန်တော်ကဒီမှာကဘာပြောချင်တာလဲဆိုရင်တောက်ကူကိုတောက်ကူရဲ့အရာတာကိုကျွန်တော်တို့ဆွတ်ကြည့်ကြအောင်เนาะတောက်ကူဆိုတာဘာကြီးလဲတောက်ကူဆိုတာကဟိုနောက်ပြောရဲအမဲသားနဲ့မျိုးချီနယ်ကိုဂျိုပြီးချက်ထားတဲ့အိုက်တမ်ပါပါဆင်ဒီမှာကျွန်တော်တို့ကျွန်တော်တို့တွေ့ရတယ်ဘောเนาะဘောင်းအင်တာနက်ဒီဒီဆောင်းမှု ချောင်းလေးတို့ကလီမဲ့ကလီပြီးတော့ထည့်မဲ့ထည့်ပြီးတော့ထပ်ပြီးတော့ထပ်ပြုတ်အောင်မော်ထပ်ပြီးတော့ဂျိုးချောင်းမဲ့နောက်ဆုံး final ရလာပြီဆိုရင်မင်းတို့ပကံထဲကိုထည့်မဲ့ထည့်ပြီးတော့အဲ့ပုံမှာဘာထည့်မလဲဆိုရင်ဟုတ်တော့ပြောတယ်ဟလာဒီကြောက်လေးကိုနုံနုံစင်ရတဲ့ဟာလေးတွေပြီးရင်တော့ရည်ညှိဘက်လေးတွေပြီးရင်ကျွန်တော်တို့ဘာလဲဆိုရင်ဖာဆိုတဲ့ကျွန်တော်ဘာလဲချက်သွမ်းမိတ်တွေကိုထည့်ပြီးတော့စားရတဲ့အစားအစာဖြစ်တယ်။ရတာနေဖြစ်ပြောရမယ်ဆိုရင်ဘာနဲ့အလားတူတူလဲဆိုရင်ထမင်းရည်ထဲကိုနော်ထမင်းရည်ထဲကိုပြန်နော် ထမီထဲတော့နည်းနည်းကောင်းတာပေါ့နော်။ဘာကြောင့်လဲသူကအသားပြုတ်ရေးပါတာပေါ့နော်။ထမီထဲကိုမြန်မာပြည်ကအရသာနဲ့ဆင်မယ်ဆိုရင်ထမီထဲကိုဟိုကျုပ်ပြုတ်အဲနော်ကျသားဒီဒီဘယ်လိုပြောမလဲ။နော်ကျုပ်ကြော်တွေကိုလှီးထည့်ထားတယ်ပြီးရင်ကျွန်တော်တို့နော်ဒီဒီဒီ games red ရင်းကြီးလေးကိုထည့်ထားတာဖြစ်တဲ့အရသာတော့ဗျာရှင်းပြောရင်လူတိုင်းမြင်အောင်ပြောရမယ်ဆိုရင်ထမီပြုတ်နော်ထမီပြုတ်ရေးထဲကို နော်ထမင်းပြုတ်တဲ့ဥပိုင်းလဲအသားလေးနည်းနည်းလေးထည့်ပြီးတော့အရားသာလေးစွတ်ထားတယ်ဒီရသာပါပဲဒါမှမဟုတ်အဲအားဆိုရင်ကျွန်တော်ဒီနေ့ပြောပြတာကိုအားလုံးနားလည်လိမ့်မယ်လို့ထင်တယ်ဒီမှာကသူကနော်ဒီမှာသူကဘာလေးရှိလဲဆိုလို့ရှိရင်ဒီအပေါ်ဆုံးမှာပြထားတဲ့ဟာလေးကတော့ဒါမီယောဂုဖြစ်မဲ့ရင်းကြီးဟင်းကြီးဖြစ်မဲ့ဘယ်ရှင်မှာစားလဲဆိုရင်မွေးနေ့မှာစားတယ်ဒီအောက်မှာရှိတဲ့ဆမ်ကေထံချက်ပေါင်းရရဘယ်ရှင်မှာစားလို့ဆိုရင်ကိုရီးယားနိုင်ငံရဲ့ အပူဆုံးနေ့ဖြစ်တဲ့ညရာသီဘုံနာမှာစားတဲ့နောက်တစ်ခုလာပြီးဒီအစားအစာလေးကတော့ကျွန်တော်ဘာကြီးလဲဆိုလို့ရှင်တောက်ကူပဲဖြစ်တဲ့ဘယ်ချိန်မှာစားလာဆိုကိုရီးယားနိုင်ငံရဲ့ဆော်လာနှစ်တက်မှာနှစ်တက်ရဲ့မနက်ခင်းမှာစားတဲ့အစားအစာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာတစ်ခုပြောချင်တဲ့အထိပယ်ကနော်နော်ကိုရီးယားနိုင်ငံရဲ့နှစ်တက်ရောက်ရင်ကျွန်တော်တောက်ခုတွေပေါ့နော်ဒီအချူမကြီးတွေကကျွန်တော်တောက်ခုကျွေးပါတယ်ပေါ့နော်တချို့တွေကြတော့မြန်မာတွေကြတော့ဗျာကျွန်တော်ဒီဒလိထုံးဆောင်မသိဘူးဟုတ်လားကိုရီးယားနိုင်ငံရဲ့ဒလိထုံးဆောင်ကျွန်တော်မသိဘူး မတိတော့ကျွန်တော်တောက်ကူလေးကိုနော်ကျွေးကြတယ်ဒါနှစ်တင်မှာဒါကံကောင်းမှုတွေဘာဖြစ်တယ်ညာဖြစ်တယ်နော်ကျွန်တော်ကံကောင်းမှုတွေကျမ်းမာရေးကောင်းအောင်လို့ကျွေးကြတဲ့သူအတိတ်ပဲတွေနဲ့ကျွန်တော်တို့ကျွေးကြတယ်အဲမြန်မာလူမျိုးတော်တော်များများအားထောက်ပါလေညင်းတယ်မစားဘူးကျွန်တော်တို့ကတောက်ကူတောက်ကူကိုမကြိုက်ဘူးနော်ဒီလိုမျိုးကျွန်တော်ကလည်းညင်းကြတယ်အမှန်တော့ကျွန်တော်ညင်းလို့မရပါဘူးဘာကြောင့်လဲဆိုတော့သူနှစ်တင်မှာနော်ဒီကံကောင်းနော်နှစ်တင်မှာသူတို့သူတို့အဲတောက်ကူစားတဲ့အတိတ်ပဲတွေရှိထားပြီးသားပါနော် အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ကိုရီးယားနိုင်ငံရောက်တဲ့မြန်မာပေါ့နော်ဒီကျွန်တော်မြန်မာចောင်းသားတွေဟလားမြန်မာလူသမားတွေဆိုလို့ရှိရင်တော့ကိုရီးယားလူမျိုးတွေကနှစ်တက်မှာကျွေးတဲ့တော့ခုကိုမဖြစ်မနေစားကိုစားရပါမယ်ဒါမှပဲသူတို့ရဲ့အတိတ်တွေသူတို့ရဲ့နမိတ်တွေကိုတဲ့ကိုစီးဝင်ပြီးတော့ကောင်းချင်းတွေပဲဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တော့ခုကိုစားပြီးပါအကျူမကြီးတွေကျွေးလိုက်ရင်မငင်းပါနဲ့ကောင်းကောင်းဆိုးဆိုးအဲ့ဒီတနေ့တော့ဒါလေးကိုစားပြီးတော့ဖြတ်သန်းလိုက်ပါဒါမင်းတော့ အားဆိုရင်ကျွန်တော်ဒီနေ့ရှင်းပြခဲ့တာကိုအားလုံးနားလည်လေးမယ်လို့မျှော်လင့်မျှော်လင့်မိပါတယ်ပေါ့နော်။โอเคပါအားလုံးကျေးဇူးတင်ပါတယ်။